မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇွန်လ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့ငပလီကမ်းခြေမှာရှိတဲ့လေစိတ်ကိုအရခတ်တပ်တော် AA ကသိမ်းပိုက်ရမှာဗျူဟာမူတအုပ်ကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် န်တွဲလေစိတ်ကိုအေအေကဇွန်လ23ရက်နေ့ကပိတ်ဆို့ထားခဲ့ရာဒီကနေ့ဇွန်လ24ရက်နေ့မနက်ပါအလုံးစုံတိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါဗျ။တိမ့်တဲ့အခါမှာဖမ်းမိတာတွေရှိတယ်။အဲဒါကြောင့်တိမ့်ပြီးတာနဲ့အဲ့ဒီနေရာကိုမပစ်တာဗျူဟာမှုလဲအဲ့ဒီထဲမှာပါတယ်။အသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့စီရေးသတင်းအရင်းမြစ်ကပြောကြားထားပါဗျ။တန်တွဲတိုက်ပွဲကပြီးခဲ့တဲ့ရက်တွေက တိုင်းမူကိုယ်တိုင်မှာလေစိတ်မှာထိုင်ပြီးတော့ကိုခဲတာရှိတယ်အခုတော့တိုင်းမူလည်းသတင်းပြောင်းနေတာကြားပြီးလူပြောများနေတဲ့လေရင်နှစီကိစ္စကတော့မဟုတ်ဘူးအတီမပြုတ်နိုင်ဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်တန်တွဲမှာစစ်ရှုံးနေတဲ့အတွက်စစ်ကောင်စီဘက်ကစစ်တန်တန်းပေးထားတဲ့ပြည်သူစစ်များကိုစီးယုံကတိုက်ခိုင်းခဲ့တော့လေပြည်သူစစ်များဟာထွက်ပြေးကြတယ်လို့သတင်းတွေထွက်နေပါတယ်မနေ့ကညပိုင်းကစတင်ပြီးတော့ လေးစိတ်အနည်းမှရှိတဲ့ခမာယာ966တက်ကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့စစ်ကောင်စီတက်နေပြည်ကနေပြီးတော့လက်နက်ကြီးများနဲ့လှမ်းပြီးတော့ပစ်ကူနေတယ်လို့သိရပါဗျ။ချိတ်တော်များပြင်လင်းသာမျိုးတို့ကပြည်သူများဟာလဲကွာချိန်နလီမျိုးနယ်ဘက်ကိုတိမ်းရှောင်ရန်ပြင်ဆင်နေကြပြီးတော့လုံးသာတန်တွဲလမ်းမှာဟာတွာလာလို့မလွယ်ကူတော့တဲ့အတွက်မျိုးရှောင်လမ်းကိုအသုံးပြုနေရတယ်လို့သိရပါဗျ။လက်ရှိမှာခလိုက်ရ55တက်ကချိတ်တော်ရက်ကွက်လမ်းပေါ်မှာတွာလာနေတဲ့အရတားကားဟာဂျက်နဲ့ကုန်တင်ကားများကိုပေါ်တာဆွဲပြီးတော့ တပ်တွင်းကိုခေါ်ဆောင်ခြင်းများရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာကြေးရွာအုပ်ချုပ်ရေးမှုတအုပ်နဲ့ရက်ကြီးစရေတအုပ်တို့ပြစ်ခတ်ခံရပြီးတော့တေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇော်လ24ရက်နေ့မနက်7:00နာရီ5မိနစ်အချိန်မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ဆက်သွားအပိုင်းညာကမိုးအုပ်စု ဖြောက်စိတ်ကုံကြေးရွာမှာညာကမိုးကြေးရွာအုပ်ချုပ်ရေးမှူးညွန်ဝင်းနဲ့ရက်ကြီးဆက်ရင်ထိတ်ထိတ်မြင့်တို့ကိုတနတ်သမားများကပြစ်ခတ်ရာတိတ်ဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲဇွန်လ22ရက်နေ့ကမန္တလေးတိုင်းစင်ကူးမြို့နယ်ရှောက်ပင်ရိုးကြေးရွာအုပ်စုကြီးတောက်ပေါက်ကြေးရွာမှာကြက်ဖို့ပါတီရက်ကြီးဥက္ကဋ္ဌလည်းဖြစ်မဘာတ YMBA အဖွဲ့ဝင်လည်းဖြစ်တဲ့ကျော်ဆွေပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဇွန်လ22ရက်နေ့ည9:00အချိန်ကကြီးတောက်ပေါက်ကြေးရွာမှာကွန်ကရစ်လုပ်ငန်းပိုင်ရှင်ဟန်ထော ကျန့်ဖို့ရကြေးဥက္ကဋ္ဌနဲ့ YMBA အဖွဲ့ဝင်ကျော်ဆွေကိုတနတ်သမားနှစ်ဦးကဆိုင်ကယ်နဲ့လာရောက်ပြစ်ခတ်ရာကနေပြီးတော့ကျော်ဆွေတေဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဒိုင်ဦးမြို့နယ်မှာစစ်သားတပ်စုဆောင်းပေးပြီးတော့စစ်မှုထမ်းဥပဒေနဲ့တအိမ်ကိုငွေကြတ်တသိန်းလိုက်လံကောက်ခံနေတဲ့အုပ်ချုပ်ရေးမှူးအောင်နိုင်ကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ24ရက်နေ့မနက်7:00နာရီကမှာ ဒိုင်ဦးမြို့နယ်အမှတ်နေရက်ကွာအုပ်ချုပ်ရေးမှုအောင်နိုင်ကိုဒိုင်ဦး Defense Force DDF အဖွဲ့ကဒိုင်ဦးမြို့အတွင်းမှာရှိတဲ့တရုတ်စာတင်ကြောင်းအနီးယထာလန်ဂုံးကျော်အနီးရမှာပြစ်ခတ်တိုက်ခိုက်ရာ1ဘတ်ကြောကုန်းနဲ့ဦးကောင်းတို့မှာ ကနက်ကြီးစံ၅ချက်ထိမှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့အုပ်ချုပ်ရေးမှုအောင်နိုင်ဟာစစ်တပ်အာဏာသိမ်းပြီးချိန်ကအုပ်ချုပ်ရေးမှုဝင်ရောက်ရွေးခန့်သူဖြစ်ပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဆန္ဒပြတဲ့ပြည်သူများကိုဖမ်းဆီးစေခိုင်းခြင်းအကိုဖြစ်သူဇော်မြင့်လွယ်နဲ့ပေါင်းကပညာရေး CDM ဆရာဆရာမများကိုဖမ်းဆီးစေခိုင်းခြင်းမျိုးပြ UG အဖွဲ့များကိုဖမ်းဆီးရမှာကိုတိုင်ကိုကြပါဝင်ကဖမ်းဆီးနှိပ်စက်ခြင်းစစ်မှုထမ်းရန်အတွက်လူငယ်များကိုအတင်းအဓမ္မစည်ရင်လိုက်လံကောက်ခံခြင်းစစ်မှုမထမ်းရင်တအိမ်တော်ကိုငွေကြက်တသိန်းကောက်ခံခြင်း ကင်းကြီးများကောက်ခံခြင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုစစ်တပ်ထံကိုတရင်ပေးဖမ်းဆီးစေခိုင်းခြင်းအရက်သေးစာတောက်စားကရက်ွက်နေပြည်သူများကိုအော်ဟစ်ရန်ကဆဲဆူချိန်မောင်းခြင်းတို့ကြောင့်ပြည်သူများကတိုင်ကြားလာတဲ့အတွက်ပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းဒိုင်ဦးဒက်ဖန့်စ်ဖို့အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။မြို့ထဲမှာလုံခြုံရေးတွေအထက်ထက်ချထားတဲ့ဂျားကနေပြည်သူတွေရဲ့တိုင်တန်းချက်ကြောင့်အောင်မြင်အောင်စူးစမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။အလောင်းကိုစစ်ခွေးတွေတည်သွားပါတယ်။နေရာမှာတင်ပွဲချင်းပြီးတည်တယ်။ ဲ့ဒီနေရာကအသွားလာကြက်တဲ့နေရာပါလို့ဒိုင်ဦးဒက်ဖန့်ဖို့စ် DDF အဖွဲ့ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့တော်လိုင်းရဲဘော်များဟာဘေးကင်းလုံခြုံစိတ်ချရတဲ့လုံမြောက်နယ်မြေကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းကပြည်သူများအပေါ်ဒုက္ခပေးနေတဲ့စစ်သားရဲပြူစောတိများအားလုံးကိုလိုက်လံတိုက်ခိုက်မှာဖြစ်ကြောင်းဒိုင်ဦးဒက်ဖန့်ဖို့စ် DDF အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဒီပေရင်မြို့နယ်ကတန်ဃာတော်များကစစ်ကောင်းစီကိုပတ်တနီကုံစနကန်ဆောင်တပိတ်မှောက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ23ရက်နေ့မှာချောင်းဦးမြို့နယ်ကတန်ဃာတော်များကပထမဆုံးအကြိမ်ဖြစ်စစ်ကောင်းစီကိုပတ်တနီကုံစနကန်ဆောင်တပိတ်မှောက်လိုက်ပြီးတဲ့နောက်ဒီပေရင်မြို့နယ်ကတန်ဃာတော်များကလည်းစစ်ကောင်းစီကိုပတ်တနီကုံစနကန်ဆောင်တပိတ်မှောက်ရမှာပါဝင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီပေရင်မြို့နယ်ကတန်ဃာတော်များကစစ်ကောင်းစီကိုပတ်တနီကုံစနကန်ဆောင်တပိတ်မှောက်ရမှာ တန်ခတပိတ်ဥဆောင်ဆရာတော်ရှင်ပင်ကြီးတာရာလင်္ကာရကဥဆောင်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီကဇွန်လ19ရက်နေ့ငန်းဆောင်မြို့နယ်မှာဝင်းနေမီတာယုံကျောင်းတိုက်ဆရာတော်ကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်လိုက်တဲ့အတွက်ပတ္တနိကုဇနကန်ဆောင်တပိတ်မှောက်မှုများကိုတန်ခတော်များဘက်ကစတင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ခရီးသွားများရဲ့လုံခြုံရေးအရာမြို့ထဲကိုဝင်ရောက်ချက်မပြုတ်ကြရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကတတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရက်သားတွေကိုစစ်ကောင်စီကဖမ်းနေတယ်ပြန်မလွတ်ဘူးတိုက်ပွဲရှိမှာကာခိုင်းထားတယ်ဒါကြောင့်ပြင်ပကခရီးသွားတွေမျိုးတဲကိုမဝင်ခိုင်းတာလို့ကာကွယ်ရဲဘော်တို့ကပြောပြခဲ့ပါတယ်အင်းတော်မျိုးနန်တာရွာမှာတပ်ဆွဲထားတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြူစောတိများဟာပြည်သူကာကွယ်တပ်ဖွဲ့များကဇွန်လ22ရက်နေ့ညနေကစတင်တိုက်ခတ်ခဲ့ပြီးတော့စီရေးတင်းမာနေတယ်လို့သိရပါတယ်နန်တာရွာဒေသခံ15ဦးထက်မနည်းကိုစစ်ကောင်စီကဖမ်းဆီးထားပြီးတော့တိုက်ပွဲအတွင်းမှာလူသားဒဏ္ဍာရီပြုလုပ်ထားကြောင်းတော်လိုင်းအင်အားစုများကပြောကြားထားပါတယ်ဒီရက်ထဲမဝင်ကြပါနဲ့ လုံးကြုံရေးအတွက်လိုအပ်လို့တတိပေးတာပါလို့ကာကွယ်ရေးဘော်တို့ကပြောကြားထားပါတယ်။နန္တာရွာမှာတိုက်ခိုက်ခံရတဲ့အချိန်ရွာအတွင်းဖုန်ကြီးကျောင်းကိုစစ်ကောင်စီကဇွန်လ22ရက်နေ့ည7:00နာရီကမှလေးကျောင်းကနေဘုံကျဲတိုက်ခိုက်ရာဒေသခံ15ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမဖြစ်ပွားမီအချိန်မီတိမ်းရှောင်ကြရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကတတိပေးထားခဲ့တော်လဲစစ်ကောင်စီတပ်ကဒေသခံများကိုဖုန်ကြီးကျောင်းအတွင်းထဲမှာခေါ်ဆောင်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။ ်ပိတ်ဆုံးသူများထဲမှာအသက်9နှစ်အရွယ်ကလင်းငယ်တအူးနဲ့အသက်100နှစ်အရွယ်အဖွားအုပ်တအူးတို့ပါဝင်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအရသာတိတ်ဆုံးမှုများထပ်မံဖြစ်ပွားနေကြောင်းဒေသခံတွေကပြောကြားထားတော်လဲအသေးစိတ်တော့မသိရသေးဘူးလို့သိရပါဗျ။အင်းတော်မျိုးဟာမန္တလေးမြေကြီးနားလမ်းမိုက်မှာတည်ရှိပြီးတော့အင်းတော်မျိုးရဲ့အရှိတ်မှာနဘာကတ္တာမျိုးတောင်ဘက်မှာထီးကြိုက်မျိုးမြောက်ဘက်မှာမော်လူနန်စီအောင်မော်ဟန်မိုးညင်း အနောက်ဘက်မှာပင်လယ်ဘူးမြို့တို့တည်ရှိတယ်လို့သိရပါတယ်။ခီးသွားများရဲ့လုံခြုံရေးအတွက်လမ်းများကိုပိတ်ဆို့ထားတော်လဲအချို့ကားများဟာရှောင်းကွင်းလမ်းများကနေတဆင့်သွားလာနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ကရင်နီပြည်ရွိုက်ကော်မြို့ကိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာကြောင့်နေရက်ကိုပြန်ပြီးတော့ပြစ်စည်းယူတဲ့သူတွေကိုအ мян ဆုံးထွက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လာမယ့်ဇွန်လ25ရက်နေ့ကစပြီးတော့မင်းစုရက်ကွက် တက်ကနိုဝေါ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကတန်ချက်ကတင့်ကလေချောင်းတို့ကိုအပြည့်အစုံတုံးပြီးတော့ဖိုးစစ်ဆင်ဖို့ပြင်ဆင်ထားတာကြောင့်ရိုက်ကော်မျိုးမှရဲစခန်းအနီးကနေအိမ်တွေကိုတင်းရှောင်ခိုင်းနေတယ်လို့ဆိုပါတယ်ယူစရာရှိတာကိုမြန်မြန်ယူမြန်မြန်ထွက်ပေါ့နောက်ကြရင်သူတို့ကတာဝန်မယူဘူးပေါ့စစ်ကြောင်းထိုးမှလာခိုးမှလာမသေးခွဲဘူးတံမျိုးလုံးပြောင်းနေအောင်ခိုးပြီးမှကြီးညာတယ်ဆိုတော့အခုကတရားဝင်ခိုးတော့မယ်ဆိုတဲ့သဘောပဲလို့နေရက်ကိုပြန်ပြီးတော့ပြည်စည်းယူတဲ့ ပြည်သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်။လက်ရှိတမျိုးလုံးနှိပါပြည့်စည်နေတဲ့ရွိုက်ကွန်မြို့မှာအိမ်တိုင်းလိုလိုအတွင်းပြည့်စည်တွေမကြံတော့တာကြောင့် ပျက်စီးပြန်ယူတဲ့သူတွေအထွတ်အချီးနှီးဖြစ်နိုင်တဲ့အပြင်စစ်ကောင်စီဘက်ကကြောင်းဖွင့်ရာဒီရောက်မှဆစ်ကြောင်းထုတ်ဖို့စီစဉ်နေတာကြောင့်မြို့တွင်းမှာကြန့်ရှိနေတဲ့လူတွေကိုလူသားတိုင်းလုံနိုင်တယ်လို့တော်လိုင်းမြေပြင်သတင်းရင်းမြစ်တွေကသတိပေးထားပါတယ်။ဒါအပြင်မင်းစုရက်ကွက်ကဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကဆအနီးကနေအိမ်တွေကိုလည်းစစ်တပ်ကမထိန်းနိုင်တော့ဘူးလို့ဆိုကအ мян ထွက်ခိုင်းနေပြီးတော့လာမဲ့ဇွန်လ25ရက်နေ့ဆစ်ကြောင်းထိုးမိုင်းရှင်းလင်းပြီးတဲ့ရက်ရောက်ရင်တော့နေရက်ကိုပြန်လာကြဖို့ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်ပစ္စည်းကမရှိရင်ပြန်ရှာလို့ရတယ်အစားထိုးလို့ရတယ် လူရဲ့အသက်ကအစားထုတ်လို့မရဘူးကျွန်တော်တို့ကတော့ပစ္စည်းပြန်ယူခြင်းတောင်မှယူဖို့အိမ်ကမရှိတော့ဘူးလို့စစ်ပေးဆောင်သူတို့ကပြောပြလာပါတယ်လွိုက်ကော်မျိုးကိုဝေဖို့ဖွင့်ထားပေးတဲ့ဖေကုံလန်တလျှောက်ကစစ်ကောင်စီစစ်စည်းရေးဂိတ်တွေမှာလဲစေဝါနဲ့အစားတောက်တေဆောင်လာတဲ့ကားတွေကိုဖမ်းဆီးနေပြီးတော့ထောင်သုံးနှစ်ချလို့ရတဲ့ပုံမှန်တွေတက်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်အတွင်းမှာမြို့ကန်တချို့ဟာနေရက်ကိုပြန်လာကြပေမဲ့အများစုကပစ္စည်းတွေပြန်ယူသူတွေဖြစ်ပြီးတော့လက်ရှိမှာတော့ထပ်မံတိမ်းရှောင်သွားကြပြီလို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။